Nobody had ever made a carbon fiber pressure hull for that depth before. It has a very unique design, so it certainly when you when you see it, it's a fairly striking craft. Everyone's got different opinions on how subs should be designed, how dives should be conducted. The question here is that do we expose civilians to this type of risk? There was a lot of concern about this outfit and this. 2023ခုနှစ်စောနှာတွင်မြောက်အတ္တလန္တိတ်သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးနေရာမှာ <laughs> အံ့ဖွယ်ကြေကွဲဖွယ်ဖြစ်ရဆိုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒါဟာလူတွေကိုအလွန်ထိတ်လန့်စေခဲ့တဲ့ဖြစ်ရဆိုကြီးတစ်ခုပါ။တိုက်တန်းနဲ့တင်းမောပြတ်ရှိရာနေရာကိုစူးစမ်းလေ့လာရင်ရီမန်းချက်ကြီးစွာဖြင့်စတင်ခဲ့တဲ့ခီးစဉ်ဟာအရေးပေါ်အခြေအနေတရအဖြစ်နဲ့ပြောင်းလဲသွားခဲ့ပြီးနောက်ဆုံးမှာတော့အလွန်ကြေကွဲဝမ်းနည်းဝယ်ရာဆုံးရှုံးမှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ Ocean Gate Expedition Company ကနေတိစောက်ထားတဲ့ Titan အမည်ရှိတဲ့ခင်မီရေငုပ်သင်းမောတစ်စင်းဟာ နိုင်ရှိုင်းနဲ့သမုတ်တရားအောက်ကိုဆင်းသက်နေစဉ်ဆက်သွယ်ရေးပြတ်တောက်သွားခဲ့ပါတယ်။ကဘာတဝမ်းရှိလူတွေက9ရက်ကြာအံ့ဖွယ်ဖြစ်ရတဲ့စုံတရားဖြစ်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့စောင့်ကြည့်နေခဲ့ကြတော့လေ။နောက်ဆုံးတွေးရှိခဲ့ရတာကတော့ကဘာတဝမ်းလုံးရဲ့ရင်ကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ဒါဆိုကျွန်တော်တို့ဒီဖြစ်စဉ်အကြောင်းအရာကိုအသေးစိတ်လေ့လာကြည့်အောင် Ocean Gate Expedition ကိုတမုတ်တရားအနှစ်ပိုင်းစူးစမ်းလေ့လာရေးကိုလူတိုင်းလက်လန်းမိစေနိုင်ရန်ရည်ရွယ်ချက်ဖြင့်စတင်တည်ထောင်ခဲ့ပါတယ်။ဒီလုပ်ငန်းရဲ့ CEO က American လူမျိုး Stockton Rush ပါ။သူကချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီးတော့လေရင်မှုတဦးလည်းဖြစ်ပါတယ်။ Stockton Rush ဟာတာမန်လူတွေပါတမုတ်တရားအနှစ်ပိုင်းကိုရောက်ရှိနိုင်ပြီးတော့တိုက်တန်းနဲ့တင်းမောပြက်ကြီးကိုမျက်မြင်ရှုနိုင်မိုးဆိုတဲ့ရည်ရွယ်ချက်နဲ့ Ocean Gate Expedition ကိုတည်ထောင်ခဲ့တာပါ။ Ocean Gate ရဲ့အဓိကရင်းကုန်တင်းမောဖြစ်တဲ့ ိုက်တန်ရဲ့ပုံမှန်သွင်မြင်ဟာတခြားသောရေငုပ်သင်းမောများနဲ့လုံးဝကွဲပြားခြားနာပါတယ်။သူ့ရဲ့ကိုယ်ရည်ကိုကာဗွန်ဖိုင်ဘာတိုက်တန်နီယံတို့နဲ့ပေါင်းစပ်တိစောက်ထားပြီးတော့ပင်လယ်ရေမျက်နှာပြင်အောင်ပေ13000ကီလိုမီတာ4000အထိဆင်းသက်နိုင်ကတိုက်တန်နဲ့သင်းမောပြကြာရနေအောင်ရောက်ရှိနိုင်မှုအတွက်ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။သူ့ရဲ့အရွယ်အစား Ford F150 ကားထက်အနည်းငယ်သာကြီးပါတယ်။တိုက်တန်ရေငုပ်သင်းမောဟာအနာဂတ်ဆန်တဲ့တီထွင်မှုတစ်ခုလို့ထင်ရပေမဲ့ ရေနံပိုင်းလေးလာစူးစမ်းရင်းလောကမှာတော့စိုးရိမ်မှုများစွာရှိနေခဲ့ပါတယ်။ဒါကြောင့်တိုက်တန်ကိုအဓိကရေကြောင်းလုံးကြုံရေးအဖွဲ့အစည်းတွေကအတိမတ်မပြုထားခဲ့ပါဘူး။တိုက်တန်ကိုစမ်းသက်စဲနည်းပညာတွေကိုသာအသုံးပြုထားပြီးတခြားသောပညာရှင်များရဲ့အတည်ပြုချက်လည်းမရရှိသေးပါဘူး။ဒါ့အပြင်ရင်းရဲ့လမ်းကြောင်းထိန်းတဲ့စနစ်ကိုဒေါ်လာ30ခန့်သာတန်ဖိုးရှိတဲ့ Logitech Game Controller ကိုအသုံးပြုထားတာပါ။ဒါဟုတ်ကျွမ်းကျင်သူတွေကထက်ခါတလဲလဲတတိပေးခဲ့ပါသေးတယ်။ Ocean Gate ရဲ့အလုံသမားဟောင်းများနဲ့ engineer တွေကလည်း Titan ရဲ့ carbon fiber ကိုတွေဟာရေနပ်ပိုင်းဖိအားကိုမခံနိုင်ဘဲနဲ့ပျက်စီးနိုင်ကြောင်းလည်းထောက်ပြခဲ့ကြပါတယ်။ David Lockridge အမည်ရှိရဲ့အလုံသမားဟောင်းတဦးဟာလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကိုကုမ္ပဏီအတွင်းတင်ပြပြီးတဲ့နောက်အလုံမှထုတ်ပယ်ခံခဲ့ရပါတယ်။ကုမ္ပဏီကအဲ့ဒီစိုးရိမ်မှုတွေကိုစမ်းသစ်တီထွင်မှုနဲ့နယ်ဘက်အသစ်များကိုစူးစမ်းရင်လိုအပ်ချက်အဖြစ်နဲ့လစ်လျူရှုခဲ့ပြီးတော့ Stockton Rush ကိုယ်တိုင်ကလည်းလုံခြုံရေးစီးမင်းများတိုးတက်မှုအတွက်အဟန့်တားဖြစ်နေကြောင်းအင်တာဗျူးများတွင်ပြောဆိုခဲ့မှုပါတယ်။သူကတချိန်ချင်းတွင်လုံခြုံရေးဆိုသည်မှာ အချီးအနှီးသာအချိန်ဖြုံးမှုသာဖြစ်တယ်လို့အင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။ဒီအတွေးခေါ်ဟာရဲရင်တော်လဲနောက်ဆုံးမှာအလွန်ပြင်းထန်တဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေခဲ့တယ်။ Titan သင်းမောဟာ2021နဲ့2022မှာသမုတ်တရားရေနံပိုင်းကိုအချိန်ချင်းတွားရောက်လေ့လာမှုများပြုလုပ်ခဲ့ပြီး အောင်မြင်မှုရခဲ့တော့လဲအကြောင်းနေနဲ့ပြဿနာတွေကိုတွေးရှိခဲ့ကြပါမယ်အဲ့ဒီပြဿနာတွေကိုဘယ်တော့အခါမှပြန်လဲဖြေရှင်းခဲ့ခြင်းစစ်ဆေးခြင်းပြုပြင်မောမန်ခြင်းတွေမရှိခဲ့ပါဘူးဒီလိုသတိပေးချက်တွေရှိနေပေမဲ့ရဲရင်မှုဟာသတိထားမှုကိုအနိုင်ရခဲ့တယ်2023ခုနှစ်ဇွန်လ18ရက်နေ့မှာတိုက်တန်တင်းမော့ဟာသူ့ရဲ့နောက်ဆုံးခီးစဉ်ကိုစတင်ခဲ့ပါတယ်ရဲမော်မှာစီးနင်းလိုက်ပါလာသူ9ဦးရှိပြီးတော့သူတို့တဦးစီမှာဒီခီးစဉ်ကိုလိုက်ပါမှုကိုပိုင်အကြောင်းရင်းတွေရှိခဲ့ကြတယ် ခီးစဉ်ကို Ocean Gate ရဲ့ CEO ဖြစ်သူ Stockton Rush ကဦးဆောင်ခဲ့ပါတယ်။အတွေ့အကြုံရှိစူဇန်လေးလာရေးသမား British billionaire Hamish Harding ကလည်း Titan နဲ့တင်းမောင်းကိုစူဇန်ရှာဖွေရေးမှာလိုက်ပါလာခဲ့ပါတယ်။သူဟာရခိုင်အာကာသကိုလည်းခီးထွက်ခဲ့ဘူးသူပါ။နောက်ပြီးပါကစ္စတန်လူမျိုးစီးပွားရေးလုပ်ငန်းရှင်ရှဇာရာဒေဝူနဲ့သူ့ရဲ့16နှစ်အရွယ်သားဆူလမန်ဒေဝူတို့ဟာလည်းအဖေနဲ့သားအတူတူခရီးထွက်ရန်စိတ်လှုပ်ရှားနေခဲ့ပါတယ် နောက်ဆုံးမှာတော့တိုက်တန်းနဲ့တင်းမောစူဇန်လေးလာရေးမှာကျွမ်းကျင်သူ Paul Henry ပါဝင်ခဲ့ပြီးတော့သူဟာတိုက်တန်းနဲ့တင်းမောဘက်ကိုအချိန်ပေါင်းများစွာစူဇန်လေးလာခဲ့သူဖြစ်ပါတယ်။ဒီလေးလာရေးခီးစဉ်ကို Polar Prince တင်းမောဘော်ကနေစတင်ခဲ့ပြီးတော့တိုက်တန်းတင်းမောဟာဒေတာဆန်တော်ချိန်မနက်၈နာရီမှာရေအောက်ကိုစတင်ဆင်းသက်ခဲ့ပါတယ်။သူတို့ဟာတိုက်တန်းနဲ့တင်းမောကိုစူဇန်လေးလာဖို့စိတ်လုံရှားနေခဲ့ပါတယ်။ဒါပေမဲ့သူတို့ကိုကန်ဆိုးမှုကြီးတစ်ခုဟာစောင့်နေခဲ့ရဆိုတာကိုဘယ်သူမှမသိခဲ့ကြပါဘူး။ ဒီလိုနဲ့တိုင်တန်သင်းမောင်းဟာရေအောင်ဆင်းသက်ပြီးတနင်္ဂနွေနေ့45မိနစ်အကြာတွင်ဆက်သွယ်မှုပြတ်တောက်သွားခဲ့ပါတယ်။ဆက်သွယ်မှုပြတ်တောက်သွားတဲ့အခါချက်ချင်းဆိုလိုကြီးမားတဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေစတင်ခဲ့ကြတယ်။ American ကမ်းခြေစောင်းတပ်၊ကနေဒါရေတပ်၊ပြင်သစ်ရေနယ်ပိုင်းကျွမ်းကျင်သူများနဲ့ပုဂ္ဂလိကသင်းမောင်းများပါအချိန်နဲ့တပြေးညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကိုကြိုးပမ်းခဲ့ကြပါတယ်။အဲ့ဒီအချိန်တွက်ချက်မှုတွေအရတိုင်တန်ရေငုံသင်းမောင်းတွင်အသက်ရှင်ရန်အတွက်အောက်ဆီဂျင်ဟာ66နာရီသာသာကျန်ရှိပါတော့တယ်။ ဒါကြောင့်မိနစ်တိုင်းဟာပို့ပို့ပြီးတော့အရေးကြီးဖြစ်လာခဲ့တယ်။လေရင်တွေကရေရောက်ထောက်လိုင်းရင်ကိရိယာတွေကိုချပေးခဲ့တယ်။နောက်ပြီးတင်းမောတွေကလည်းကီလိုမီတာထောင်ချီတဲ့ပင်လယ်ပြင်တွေကိုရှာဖွေခဲ့ကြတယ်။ဒါ့အပြင်ရေအောက်ရူပေါ်များကိုလည်းဆေလွတ်ခဲ့ကြပြီးတော့အချက်လက်အသစ်တိုင်းကိုအချိန်နဲ့တပြေးညီရှာဖွေပြီးစောင့်ကြည့်နေခဲ့ကြပါတယ်။အဲ့ဒီအချိန်ရေအောက်မှာပုံတန်များကြားရတဲ့အခါမျောလင်းချက်တွေခဏတာမြင့်တက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမျောလင်းချက်တွေကလည်းတဖြည်းဖြည်းမိမ့်မိန်သွားခဲ့ကြတယ်။ ဇွန်လ22ရက်နေ့တိုက်တန်ရင်ကုန်တင်းမောပျောက်ဆုံးပြီး၄ရက်အကြာမှာရင်ကုန်တင်းမောရဲ့အစအနာမြောင်တိုက်တန်နဲ့တင်းမောရဲ့ဥပိုင်းနေရာမှာ ပေ1600မီတာ900အကွာတွင် တွေ့ရှိခဲ့ပါတယ်။ American ရေတပ်ကတိုက်တန်ရင်ကုန်တင်းမော စတင်ငုံပြီးနောက်နိုင်ပိုင်းတွင် ပောက်ကွဲမှုအတန်ကိုဖမ်းမိခဲ့ကြောင်းအတည်ပြုခဲ့သော်လည်းအဲ့ဒီအချက်ကိုလူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။တွေ့ရှိခဲ့တဲ့အစအနာတွေကနေအဆိုးဆုံးသောအခြေအနေကိုအတည်ပြုခဲ့ပါတယ်။ တိုက်တန်ရေငုပ်သင်းမောဟာရေအောက်ဖီအားကြောင့်ကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုကိုခံခဲ့ရပါတယ်။အဲ့ဒီအနက်မှာရေဒုဖီအားဟာဒစ်တူရန်လက်မကိုပေါင်6000ကျော်ရှိပြီးတော့မြေသည့်ရင်ုံမဆိုးပျက်စီးနိုင်တဲ့အထိဖီအားအရမ်းများပါတယ်။ဒီရေဖီအားကြောင့်တိုက်တန်ရေငုပ်သင်းမောရဲ့ကာဗွန်ဖိုက်ဘာကိုတဲ့ဟာဖီအားတန်အောင်မခံနိုင်မင်းနဲ့အတွင်းဘက်ကိုကျုံပြီးပေါက်ကွဲခြင်းဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ဒီပေါက်ကွဲမှုဟာအရန်အောင်မြန်ဆန်လုံးတဲ့အတွက်ရေငုပ်သင်းမောပေါ်လိုက်ပါသွားတဲ့သူတွေဟာပေါက်ကွဲမှုအတွင်တည်ဆုံသွားခဲ့ကြပါတယ် ဒီသတင်းဟာဝမ်းနည်းမှုတွေအမျက်ဒေါသတွေကိုလှိုင်းလုံးကြီးအဖြစ်ဖြစ်ပေါ်စေခဲ့ပါတယ်။မိသားစုဝင်တွေကဝမ်းနည်းကြေကွက်ခဲ့ကြပြီးကမ္ဘာတဝန်းလုံးကထိတ်လန့်ခဲ့ကြပါတယ်။ဒါပေမဲ့ရေချောင်းလောကမှာရှိတဲ့ပညာရှင်တွေကတော့အားမသိခဲ့ကြပါဘူး။ဘာလို့လဲဆိုတော့ Ocean Gate ဟာစံတက်မှတ်ချက်တွေကိုလစ်လျူရှုခဲ့ပြီးတော့တော်တော်များများအဲ့ဒီလိုအပ်ချက်တွေကိုထောက်ပြခဲ့ကြလို့ပါအပြည်ပြည်ဆိုင်ရာရင်းငုံကျွမ်းကျင်သူများတိုက်တန်ကိုမတော်တဆမှုတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ် ဒီဖြစ်ရဆိုကြီးဟာပေါ်ဆမှုတွေတတိပေးချက်တွေကိုလစ်လျူရှုံးမှုတွေကြောင့်လည်းအများကြီးကိုတက်ဆိုင်ပါတယ်အဲ့ဒီထဲမှာ Ocean Gate ရဲ့ CEO Stockton Rush ဟာစစ်ဆေးမှုတွေတတိပေးချက်တွေကိုလစ်လျူရှုခဲ့တာကြောင့်သူကိုယ်တိုင်ပင်အဲ့ဒီမတော်တဆမှုမှာတည်ဆုံးခဲ့ရပါတယ်ယခုအခါမှာတော့ Titan ရေငုပ်သင်းမောဟာသူစူးစမ်းလိုခဲ့တဲ့ Titan နဲ့သင်းမောပြန်နဲ့ဝေးလာတော့နေရမှာအပိုင်းအစားအနာအဖြစ်သာကြံရင့်နေခဲ့ပါပြီဒီအဖြစ်ဆိုးကြောင့်ပုတ်ကလိကရေနံပိုင်းစူးစမ်းလေးလာရင်များပိုမိုတင်းကျစွာစီကံတတ်မှတ်ရန် တောင်းဆိုမှုများကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဥပဒေပြုသူများနဲ့တိတ်ပံပညာရှင်များဖော်ပြမှုတဲ့လုံခြုံရေးကိုပုံမဦးစားပေးသောစံနှုန်းအသစ်များကိုချမှတ်ရန်တွန်းအားပေးနေကြပါပြီ။ဒါပေမဲ့ကျွန်တော်အမြဲတမ်းတွေးထားရမယ့်အရာကသမုတ်တရားဟာကစားကွင်းတစ်ခုမဟုတ်ဘူးဆိုတာပါပဲ။၎င်းဟာကြဲပြန့်အားကောင်းပြီးဤသည့်တနာကယူနာများမရှိပါဘူး။ဒီတိုက်တန်အဖြစ်ဆိုကြီးဟာတည်င်းကောင်းစဉ်တစ်ခုတည်းပို့ပါရယ်။ဒီအဖြစ်ဆိုကြီးဟာစူးစမ်းလို့စိတ်တတိ အိမ်မက်များဖြင့်ပြည့်နှက်နေတဲ့လူငါးဦးရဲ့အသက်တွေကိုမျက်စိတမိတ်အတွင်ခြုံငိမ့်သွားစေခဲ့ပါတယ်။ငွေကြေးတွေစမ်းသစ်တီထွင်မှုတွေဟာတဘာဝတရားကြီးကိုအနိုင်ယူနိုင်ခြင်းမရှိကြောင်းပြသနေပါတယ်။ပင်လယ်ယာများစွာသောအသက်တွေကိုရယူခဲ့ပြီးဖြစ်သလိုဟေးမစ်ဟာနဲ့ရှဇာဒာဒဝူ၊ဆူလမန်ဒဝူ၊ပေါ်လ်ဟန်နရီနဲ့စတော့တွန်ရက်တို့ရဲ့နာမည်များဟာလည်းထိုစီးရင်ထဲမှာပါဝင်သွားခဲ့ပါပြီ။ဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားရဲဆိုရင် ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးတော့ဘေးက notification လေးကိုလည်းနှိပ်သွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။